မင်္ဂလာပါရှင်။စာရင်းသူဆရာတက်လုံးရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကအောင်ရအောင်ချောင်းဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကျမတို့စာဖတ်သူခွန်ရှချူပါ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။အောင်မြင်လို့တဲ့စန္ဒာကလူများစွာရဲ့စိတ်ထဲမှာရှိနေတယ်။အထူးသဖြင့်အခုခေတ်ပေါ်လူတွေရဲ့စိတ်ထဲမှာများစွာကိန်းအောင်းနေတယ်။အောင်မြင်နေတဲ့လူတယောက်ကိုမြင်ချီကျူးအံ့ဩကြတယ် အားကြကြတယ်။ဒါပေမဲ့အောင်မြင်နေဆိုတာဘာကိုခေါ်တာလဲ။ဒီလိုမေးလိုက်လို့ရှိရင်အဲ့ဒီမေးခွန်းလူအမျိုးမျိုးကအဖြစ်အမျိုးမျိုးဖြေကြားကြပါလိမ့်မယ်။ကိုရှုထောင်းနဲ့ကိုလူဘနဲ့ကိုတန်ရန်တန်ရန်ဖြေကြားပြောဆိုကြမှာပဲဖြစ်ပါတယ်။ဒါပေမဲ့အံ့ဩဖွယ်ကောင်းတဲ့အချက်ကအဲ့ဒီအဖြစ်အနက်အဖြစ်အများစုမှာအောင်မြင်မှုငွေကြီးနဲ့တိုင်းတာကြတယ်ဆိုတော့တွေးကြတာပဲဖြစ်ပါတယ်။ ဆူလူရာကတော့ငွေကိုစားလောက်ယုံရတဲ့လူဟာတာမန်လူသားဖြစ်ပြီးတော့အောင်မြင်နေတဲ့လူမဟုတ်ဘူးဒီထက်ပိုပြီးတော့များများရလေလေပိုပြီးတော့အောင်မြင်တဲ့သူဖြစ်လေလေလို့ယူဆကြတယ်။သုံး၍မကုံလှူ၍မခံဖြစ်နေသူတွေကအအောင်မြင်ဆုံးသောသူတွေများဆိုပြီးတော့သတ်မှတ်လို့ကြတယ်။ဒီလိုနီးနဲ့တိုင်းတာလို့ရှိရင်ကြီးမြတ်တဲ့သူတွေပင်လျင်မအောင်မမြင်ဖြစ်တဲ့သူတွေစည်ရင်မှာဝင်သွားနိုင်တယ်။အချို့သူတွေကတစ်ဖက်ထက်ပိုတဲ့ဘက်တွေမှာ ထင်ရှားစရာအလားလာတဲ့တပုံကြီးရှိနေတဲ့ဘဝလမ်းကြောင်းစည်သေးပြီးကိုယ့်ရဲ့ဘဝနဲ့ပညာတွေကိုလူအများကောင်းကျိုးကိုးကွယ်ရာသာသနာကောင်းကျိုးတို့ အတွက်စောက်ချလောက်ကိုင်းနေသူတွေရှိကြပါတယ်လောကဒီပုံကိုယ်တွေကိုအောင်မြင်သူတွေအဖြစ်သတ်မှတ်ခြင်းမှသတ်မှတ်မယ်ဒီပုံကိုယ်တွေကဘဝကိုအတုံးချရမှာလစဉ်ဝင်ငွေခဏန်း6လုံး9လုံးသို့မဟုတ်သိန်းနဲ့တန်းနဲ့ချီပြီးဝင်နေပေမဲ့ တက်လက်ပိုင်းမကုန်မီမှာပဲအစာအိမ်ယောဂဖြစ်ရတဲ့စီးပွားရေးဘယင်တွေထပ်ပို့ပြီးအကျိုးရှိစွာသုံးနေတာတိတာထင်ရှားလာပါတယ်။စစ်မှန်တဲ့အောင်မြင်မှုဆိုတာချမ်းသာကြွယ်ဝတာထက်ပိုလွန်တဲ့အဓိပ္ပာယ်ကိုစောင့်ပါတယ်။ဘယ်ဟာအဖြစ်အောင်မြင်မှုပဲဆိုပြီးတော့အရင်အသွေးတရက်ထဲကိုအသေးကိုင်းဆွဲပြီးတော့အောင်မြင်မှုဆိုတာကိုအဓိပ္ပာယ်ဖွင့်ဆိုလို့မရပါဘူး။လူတအူးချင်းရဲ့စံထားချက်တွေကအမျိုးမျိုးထွေပြားနေတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့အချက်အလက်ပေါင်းများစွာခြံရံပြီးတော့အောင်မြင်မှုရဲ့အထိပ္ပယ်ကိုဖွင့်ဆိုရမှာပျော်ရွှင်ခြင်းမိသားစုနဲ့မိတ်ဆွေတင်ကဟာတို့ရဲ့ချစ်ခင်လေးစားမှုဘဝအာမခံချက်ရှိနေမှုလောက်ကံရချိုးနဲ့တဲ့အလုရှိနေမှုစတဲ့အချက်တွေဟာစိတ်ရင်းရဲ့ထိတ်ဆုံးအောင်ပါနေတတ်ပါတယ်။အောင်မြင်နေရဆိုရင်မိကုန်းကလေးတစ်ခုတော့မေးချင်တယ်။တင်ဟာအသက်မွေးဝမ်းကြောင်းလုပ်ငန်းအပြင်အခြားဘာကိုလုပ်ပြီးတော့ဘဝကိုကုန်လွန်စေပါသလဲ။ဆိုရင်မိကုန်းကလေးပဲဖြစ်ပါတယ်။ ဘဝကိုအောင်မြင်စွာနေထိုင်ခြင်းဆိုတာငါ့အတွက်ဘာလို့ဆိုလိုတာလဲဆိုပြီးထိုင်ပြီးတော့လီလီနက်နက်တွေးကြည့်စေခြင်း ਨੇ ဒါမှသာသင်ရဘယ်အရာတွေကိုဘလောက်တန်ဖိုးထားတယ်ဆိုတာပေါ်လာပါလိမ့်မယ်ဒီခါမှာအောင်မြင်ခြင်းဆိုတာအရင်အသွေးတွေစူးစီးပါဝင်နေခြင်းဖြစ်တယ်ဆိုတာကိုမြင်လာမယ်ခါရင်းဆိုရင်ကျွန်တို့ကလီလီနက်နက်မတွေးပဲဒါဟာဒါဟာဖြစ်အောင်မြင်ခြင်းမယ်ဆိုပြီးတော့လွယ်လွယ်ယူဆထားခဲ့ကြတာကို တွေးရှိရပါလိမ့်မယ် အဲ့နောင်မိမိရအောင်မြင်မှုမှာပါဝင်ပေါင်းဆက်နေတယ်လို့သတ်မှတ်တဲ့အရင်အသွေးတွေစီးရင်မှာမိမိရယခုအချိန်မှာဘလောက်ခရီးပေါက်နေပြီဆိုတာကိုလည်းတွေ့မြင်ရပါလိမ့်မယ်။ဥပမာဘဝမှာအောင်မြင်နိုင်ဖို့က၁ငွေကြီးချမ်းသာရမယ်။၂ပညာတတ်ရမယ်။၃ဇွဲရှိရမယ်။စသဖြင့်စီးရင်ပြုစုထားရဆိုရင်အခုချိန်မှာမိမိမှာငွေကြီးဘလောက်ပိုင်ဆိုင်ထားလဲ။ပညာရေးဘလို့ရှိလဲ ဆွေးမြင်းလောက်ကိုင်းနိုင်မှုစွမ်းရည်ဘယ်အခြေအနေမှာရှိတယ်ဆိုတာကိုသုံးသပ်တန်ဖိုးဖြတ်လို့ရပါတယ်။ဒီလိုတန်ဖိုးထမှုအစဉ်စဉ်စည်ရင်းဟာကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝမှာအသုံးဝင်လာတဲ့လမ်းညွန်လမ်းပြဖြစ်လာရပါတယ်။တခါတရံကျွန်ုပ်တို့ရဲ့အာယုံကိုဆွဲဆောင်နိုင်တဲ့အခြေအနေနှစ်ရက်ကတပြိုင်နက်ပေါ်ပေါက်လာနိုင်တယ်။ဥပမာ အပန်းပြေစီဖို့ကပွဲကြီးဖို့လက်မှတ်ဝယ်ထားလို့သွားမယ်အပြုမှာနှစ်ပေါင်းများစွာကွဲကွာခဲ့တဲ့မိတ်ဆွေတို့က နောက်နေ့မနေ့စောစောမှာနိုင်ငံသားကိုထွက်မသွားမီဝင်ရောက်လဲပတ်လာတယ်ဆိုပါစို့တပွဲကိုသွားလိုက်မလားမိတ်ဆွေနဲ့ထိုင်ပြီးတော့အချိန်ကုန်လိုက်မလားဒါကသင်ရဲ့တံမိုးထမှုအဆင့်ကိုလိုက်ပြီးတော့သင်ရွေးချယ်ရမယ့်ကိစ္စပဲဖြစ်ပါတယ်ကြက်ရအောင်ဆုံးဖြတ်နိုင်တယ်ဒါပေမဲ့တခုတော့ဖြင့်လက်လွတ်ခံရမှာပဲဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီလိုရွေးချယ်ရမယ့်အခြေအနေမျိုးကြုံခဲ့ရင်တခဏမျှသာကြာရှည်မယ့်ပျော်ရွှင်မှုထက်နှစ်နဲ့ချီပြီးတာရှည်မယ့်ပျော်ရွှင်မှုကိုရွေးချယ်တင်ပါတယ် ဘဝမှာအောင်မြင်မှုရရှိစေဖို့ဟာအခြေခံအချက်အနေနဲ့ကျွန်ုပ်တို့မှာပြတ်သားတဲ့ဥတီရည်ရွယ်ချက်ရှိထားပါမယ်။ကိုဘာဖြစ်လို့လဲဆိုတာကိုကိုကအလေးအနက်သိရှိထားမှာပဲဖြစ်ပါတယ်။ကိုဘာဖြစ်ချင်တယ်ဆိုတာကိုကိုမသိဘူးဆိုရင်ကိုကဘာမှဖြစ်လာမှာမဟုတ်ဘူး။ယေရှုဥတီချက်ရှိတော့မှလမ်းရှာလို့ရတယ်။လမ်းရှာလို့ရတော့မှရှောက်လှမ်းရတယ်။များသောအားဖြင့်လူတွေကဘဝရဲ့ဥတီချက်ကိုတတ်မှတ်ဖို့အတွက် နေရွှေ့ညရွှေ့နဲ့လုတ်တက်ကြတယ်။တနည်းရရာတော့ရောက်မှာပါပဲဆိုတဲ့သဘောထားနဲ့မျောလိုက်နေတတ်ကြတယ်။ဒီလိုမျောခိုက်မှာဟိုခွေ့ဟိုတက်နဲ့လှော်ဒီခွေ့ဒီတက်နဲ့လှော်မီးစင်ကြီးကနေကြတယ်။တကယ်တော့ဥတီချက်အတွက်လမ်းကိုရွေးချယ်လိုက်တဲ့အခါကျတော့မှဘဝကဥတီတဲ့ဘက်ကိုအာယုံ ပြုတ်ပြီးတော့အင်အားသက်တွေဝင်လာရတယ်။နေတိုင်းနေတိုင်းကကိုရွေးချယ်ထားတဲ့လမ်းကြောင်းနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုထုတ်ပေးလာတယ်။တစ်ချိန်တည်းမှာ အရင်ကဖြုံးထိပ်ပစ်ခဲ့တဲ့အပျော်ပါချိန်တွေကလေးလာမှုအတွက်အဖိုးတန်အခွင့်အလန်းတွေအဖြစ်ပြောင်းလဲလာတယ်။အလုံးလုံးရတာညီငွေ့စရာမဟုတ်ဘဲစိတ်တက်ကြွစရာစိန်ခေါ်ချက်ဖြစ်လာတယ်။ကျွန်ုပ်တို့ဟာဥတီရီမန်းချက်ကို အသက်အရွယ်အလိုက် အခြေအနေအလိုက်အချင်းချင်းသတ်မှတ်ကြရတယ်။ဘာကြောင့်လဲဆိုတော့လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့ရှုထောင့်ကိုနေပြီးတော့သတ်မှတ်ရတာကြောင့်ဖြစ်ပါတယ်။ဥပမာငယ်စဉ်ဘဝကအိမ်ထောင်ရေးအတွက်ဥတီချက် တက်လက်ပိုင်းတက်ကြီးပိုင်းမှာမလိုအပ်တော့တာဖြစ်တဲ့အတွက်ဥတီချက်ပြောင်းလဲအစားထိုးတတ်မှတ်ရတဲ့သဘောပဲဖြစ်ပါတယ်။ဘလိုပဲဖြစ်ဖြစ်ပြက်သားတဲ့ဥတီချက်ဖြစ်ဖို့ကတော့အရေးကြီးလာပါတယ်။တဖန်မဖြစ်နိုင်လောက်အောင်မြင့်မားတဲ့ဥတီချက်ကိုမတတ်မှတ်မိဖို့လည်းလိုအပ်ပါတယ်။မဖြစ်နိုင်တဲ့ဥတီချက်က စိတ်ပြက်စရာနဲ့အဆုံးသတ်ရပါလိမ့်မယ်။တကယ်တော့ရည်စူးဥတီချက်ဆိုတာကျွန်တို့ရဲ့တတ်နိုင်စွမ်းရှိတဲ့ဘဝဝင်အတွင်းမှာ စိတ်แท้ရှိကြိုးပမ်းမှုကိုခေါ်ထုတ်တဲ့အရာပဲဖြစ်ပါတယ်။ဒါကြောင့်ဥတီချက်ကိုတစ်စင့်မီတစ်စင့်ပြုတ်လုသွားရတယ်။ကျောင်းဝင်ကစားမှစိတ်နှံဆောင်မှုပဲဖြေဖို့ဥတီချက်ထားဖို့မလိုသေးဘူး။တခုတတိပြုရမှာတော့ဥတီချက်အတွက်ကြိုးပမ်းလှုပ်ဆောင်ရမှာကျွန်ုပ်တို့ဟာဘဝမှ အင်အားတွေကို ထုတ်ယူသုံးဆွဲလိုက်တယ်။တစ်ပင်ပန်းပင်စပားပင်တွေစိုက်တဲ့အခါမှာမြေစီဩဇာကုန်ခန်းသွားရလို့ရေဩဇာထပ်ပြီးထည့်ပေးရသလို့ ဘဝထဲမှာထုတ်ယူလိုက်တဲ့အားအင်တွေအတွက်မြေဩဇာထည့်ပေးဖို့လိုတယ်။မြေဩဇာထည့်ပေးတဲ့နေရာတော့အခမဲ့လောက်ကင်ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်။လူမှုရေးအသင်းအဖွဲ့တွေဘာသာရေးအသင်းအဖွဲ့တွေကိုဝင်ရောက်ဆောင်ရွက်လို့လည်းရတယ်။ကိုယ့်ဘာသာတူးချင်းဆောင်ရွက်လို့လည်းရတယ်။အများနဲ့ဆိုင်တဲ့နေရာတွေမှာအခမဲ့တန့်ရှင်းပြုလုပ်ခြင်းအပြတ်တွေကိုပြုပြင်ခြင်းတို့ကနေစပြီးကိုယ့်လောက်ကံမကောင်းအကြောင်းမလှတဲ့သူတွေကိုကူညီပံ့ဖို့စောင့်ရှောက်ပေးခြင်းတွေကိုပြုလုပ်ပေးရပါတယ်။ အခမဲ့ဆောင်ရွက်ရတဲ့လုပ်ငန်းတွေမှာကျွန်ုပ်တို့ဟာအလုတ်ပီးစီးမှုပီတိကိုအခံစားရဆုံးဖြစ်တယ်။အဲ့ဒီပီတိကအောင်မြင်မှုပီတိအမျိုးအစားတစ်ခုဖြစ်ပါတယ်။မိမိကိုကျေနပ်မှုပေးစွမ်းနိုင်စွမ်းရှိတဲ့ဝါသနာကောင်းလေးတစ်ခုခုကိုပြိုးထောင်ထားတာလည်းကောင်းပါတယ်။ညီငွေ့စရာဖြစ်လို့မခံမရနိုင်ဖွဲရသောဘဝမျိုးအတွက်ဝါသနာလုပ်ငန်းလေးဟာခိုနားရာဖြစ်ပါတယ်။လူဟာဝါသနာပါရမှာပျော်ရွှင်နေပျော်ရွှင်တဲ့လုပ်ငန်းကိုအကောင်းဆုံးလုပ်နိုင်တယ်။ဒါကြောင့် ကိုဝါသနာပါရလုပ်ငန်းကိုလူတိုင်းအားအောင်မြင်စွာလှုပ်ဆောင်နိုင်တာကြီးပဲဖြစ်ပါတော့တယ်။ဒီနေရာလေးမှာတော့ဆိုင်ရည်သူဆရာသက်လုံရေးသားထားတဲ့အောင်ရအောင်ချောင်းဆိုတဲ့ခေါင်းစဉ်လေးကတော့ပြီးဆုံးသွားပါပြီရှင်။ကိုရှင်တို့နောက်ထပ်ခေါင်းစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။